မင်္ဂလာပါဖော်ဘော review channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ ဒီနေ့ကတော့ဘိုလိုဦးနေပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင် ကစားမဲ့ဒါထိတ်တန်းလေးပွဲစဉ်တပွဲရှိတယ်ပေါ့နော်အဲ့ဒီပွဲစဉ်ကတော့ဒါဒီနေ့ညတနိုင်ကွမ်းမှာကစားမဲ့ Real Betis နဲ့ Chelsea အသင်းတို့ရဲ့ဒါ UEFA Conference League Final ပွဲစဉ်တပွဲကိုဒါဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပြီးမှဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်ကိုကြိုပြီးတော့မသုံးသပ်ပေးရမှာဆိုလို့ရှိရင်တခြားတော့ဒါထိတ်တန်းလေးပြိုင်ပွဲကြီးရဲ့ပွဲစဉ်နေပြီးတော့ဒါဒီနေ့ည9:00နာရီမှာဆိုလို့ရှိရင်လည်းဒါဒီ Manchester United ရဲ့ဒီ ASEAN Australia အသင်းနဲ့ကစားမဲ့ခြေစမ်းပွဲစဉ်တပွဲလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုး ပွဲစဉ်တွေရဲ့ဒါတစ်တွေကိုဒါကျွန်တော်ရဲ့ Telegram channel မှာတင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒါ Telegram channel ကို join ခြင်းလဲဆိုလို့ရှိရင် TVD အောက်ကကောမန့်မှာဒါ Telegram Telegram channel link ကိုချပေးတာပေါ့နော်ဝင်ပြီးတော့ join ထားလို့ရတယ်ပေါ့နော် အဲ့တော့ပြီးဒါဒီ rehabilitation နဲ့ခြေစည်းပေါ့နော်အဲ့ဘွေးစင်ရဲ့လက်ရှိပေါက်ကြီးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ခြေစည်းကတကုတ်သွင်းပြား90ရမယ်ပြီးတော့ကိုပေါက်အနေနဲ့ဆိုလို့ရှိရင်နှစ်ကုတ်သွင်းတရားရှုံမယ်ပေါ့နော်အဲ့တော့ဒါဒီနေ့ဘွေးစင်ကပိုလန်နိုင်ငံ Rocklaw ကွင်းထဲမှာကစားမှာဖြစ်ပြီးတော့ဒါ conference ပြိုင်ပွဲရဲ့၄ချိန်မြောက်ဘိုလ်ဘွေးစင်အဖြစ်ဘက်တင်နဲ့ခြေစည်းတော့အရှင်မင်းကစားကြမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါခြေစည်းကဒီနေ့ ကွန်ဖရင့်လီကိုသာသူတို့ပိုဆဲခဲ့မယ်ဆိုလို့ရှင်ဥရောပမှာခြေစည်းမရဘူးတဲ့ဖလားဆိုတာမရှိတော့ဘူးအဲ့တော့ခြေစည်းကဥရောပမှာဆိုလို့ရှင်ဖလားဆောင်ရဘူးအတင်းတင်းဖြစ်မှာဖြစ်တယ်ဗောနဒီတစ်ဖက်ကဘတ်တေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့ဒီရာဒီမှာသူတို့ရဲ့ရလက်ပိုင်းဆိုင်ရာအရာတော်တော်လေးကောင်းမွန်အောင်တွေ့ရတယ်လာလီကာရဲ့အဆင့်125ကအတင်းနေနဲ့တွေ့ဆုံခဲ့တဲ့စေတီမှာဆိုလို့ရှင်ဘတ်တေကနှစ်ချိန်ပဲရှုံးခဲ့အောင်တွေ့ရတယ်ဗောနပြီးတော့အခုနေ့ရဲ့ ဒါ completely ပြိုင်ပွဲကိုစပြီးတော့မဲခွဲချိန်ကနေစပြီးတော့လက်ရှိအချိန်အထိပိုဆဲဖို့ရေပန်းစားဆုံးအသင်းကဘယ်အသင်းလဲလို့မေးရင်ကျွန်တော်ဒီ Chelsea လို့ပဲလူတိုင်းထင်တယ်။ဒါပေမဲ့လို့ဒီ Chelsea အနေနဲ့တစ်ဖက်ကဘက်တစ်ကိုအလုံးဝ short တော့လို့မရဘူး။ခုနကဒီပြီးခဲ့တဲ့ La Liga နောက်ဆုံးပိတ်ပွဲစဉ်မှာဆိုလို့ရှိရင်ဘက်တစ်က ဗလင်စီယာနဲ့ဒီပြီးခဲ့တဲ့တောက်ကြနေညာတနိုင်ခွဲမှာကစားသွားခဲ့တယ်။အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တစ်ဖက်တကိုးစီနဲ့တေးရလည်းနဲ့ပွဲပြီးဆုံးခဲ့ရဆိုပေမဲ့လို့အဲ့ဒီပွဲစဉ်မှာဘတ်တစ်နီပြာကအသင်းရဲ့အဓိကကစားသမားလေးကိုသူအနာပေးခဲ့တာကိုတွေ့ရတယ်ပေါ့နော်။ဒီဘက်ကချယ်ဆီအနေနဲ့ကျတော့ဒီပြီးခဲ့တဲ့တနင်္ဂနွေနေ့ညတော့ဆိုလို့ရှိရင်ဒီချယ်ဆီကဒါချန်ပီယံလိဝင်ခွင့်အတွက်အရေးပါတဲ့ ပွဲစဉ်အဖြစ်နောက်တင် foreign နဲ့သူတို့ city ground မှာသွားပြီးကစားခဲ့ရတယ်။ဒီမှာပွဲပြီးမှာ Chelsea ကတကူးကုန်းရှိနေ foreign ကိုအနိုင်ရခဲ့သူတို့ဒီ Champion League ဝင်ဝင်လည်းသူတို့ရခဲ့တယ်။ဟုတ်ဒါပေမဲ့လို့အဲ့ဒီပွဲစဉ်မှာ Chelsea ရဲ့ဒီပြားကအဓိကကစားသမားအများစုသူအသုံးပြသွားခဲ့တယ်။အဲ့တော့ဒီနေ့ညမှာကစားမယ့် Conference League ဘောလုံးပွဲစဉ်မှာတိုင်ခင်မှာဆိုလို့ရှိရင် Chelsea ရဲ့အဓိကကစားသမားရဲ့အနေနဲ့ကအနားရချင်း86နိုင်တာရခဲ့မှာဖြစ်တယ်ဟုတ်လား။ ဲ့တော့ဒါဒီနေ့ညမှာကစားမဲ့ပိုးစင်ပါဆိုလို့ရှင်ဘတ်တီကစားသမားတွေရခြေစည်းတဲ့ဆိုင်ပို့ပြီးတော့ဒါ fresh ဖြစ်နေမဲ့အနေအထားတစ်ခုမှရှိမှလို့ကျွန်တော်ထင်တယ်ဗောနပြီးတော့ဘတ်တီရဲ့အခြေခံကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေဒီယာတီမှာသူတို့လာလီဂါမှာအဆင့်6နဲ့ယာတီတန်းခဲ့တယ်ဆိုပေမဲ့လို့သူတို့ဒီဘာစီရီရဲ့အက်တလက်တီကိုအစားရှိရဲ့လာလီဂါရဲ့အသင်းကြီး3တင်းကိုသူတို့အကောင်းဆုံးတော့ပြန်ကစားနိုင်ရတော့တွေ့ရတယ်ပြီးတော့ဒါသူတို့ကစားခဲ့တဲ့ပြန်ဝတ်ဆောင်နောက်ဆုံးပွဲနဲ့ဆင်းမှာဆိုလို့ရှိရင်လည်းပတ်တိက သူတို့ရှုံးခဲ့တာနှစ်ပွဲပဲရှိခဲ့တယ်ဗောနအဲ့တော့ဒီနေ့မှာကျွန်တော်အနေနဲ့ဘတ်တစ်ကိုသဘောကျတယ်ဗောနဒီမိနစ်60အတွင်းမှာသူတို့ခြေစည်းကိုမရှုံးအောင်ကစားနိုင်လေမယ်လို့လည်းကျွန်တော်ထင်တယ်ပြီးတော့ဒီဒီဟာဒီမှာခြေစည်းအဲဒီဟာဒီမှာဘက်တစ်ကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း1-1နဲ့ပွဲပြီးဆုံးခဲ့တဲ့ပွဲစဉ်က ဒါရှစ်ပွဲတိတောင်ရှိရပါတော့အဲ့တော့ဒီကွဲမှာကျွန်တော် correct score အနေနဲ့ဆိုလို့ရှိရင်တစ်ဖက်တကိုးစီလောက်နဲ့ပွဲပြီးသွားလိမ့်မယ်ကျွန်တော်ထင်တယ်ပြီးတော့ဒါမိနစ်60အတွင်းမှာလည်းအရှုံးနိုင်မပေါ်ဘဲနဲ့အချိန်ပိုလေး penalty ထိတွားမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်သုံးသပ်ချင်တယ်ပေါ့နော်အဲ့တော့ဒါတကိုးသွင်းမှပြ90အရမယ်ဒါတည်ရကြရင်အပြည့်ရှုံးမယ်ခြေစည်းတဲ့ဆိုင်ဒါဒီကွဲမှာကျွန်တော်ဒီမိနစ်60အတွင်းမှာတော့ဒါဘက်တစ်အတင်ကိုရွေးချယ်ပြီးလိုက်မယ်ပေါ့နော်အဲ့တော့ဒါဒီနေ့ပွဲစဉ်ရဲ့သုံးသပ်ချက်နဲ့ပတ်သက်ပြီးတော့ညီကိုတို့ရဲ့ အမြင်တွေကိုလေဒါ DVD အောက်က comment မှာဝင်ပြီးတော့မှတ်သားပေးလို့ရရပါတော့